ညီကိုရီးယားအားလုံးပဲမင်္ဂလာပါ The Football Enthusiast ရဲ့ Pocket အစီအစဉ်ကနေပြောကြိုဆိုလိုက်ပါရစေ။အခုကတော့ဒါ Here we go တော့မဲ့ဘူမိုချောင်းကိုကျွန်တော်ဆွေးနွေးတော့မယ်ကျွန်တော်ဆွေးနွေးတော့မယ်ပေါ့နော်ဒီဗီဒီယိုလောက်ရတဲ့အကြောင်းရင်းကအဲကျွန်တော်တို့အိတ်နေတဲ့အချိန်တွေမှာဘူမိုက Here we go ဖြစ်သွားနိုင်တဲ့အနေအထားမှာရှိနေလို့အခုလိုမျိုးကျွန်တော်ဗီဒီယိုလောက်လိုက်တာဒါဘူမိုနဲ့ Manchester United နဲ့ကြားမှာပုံကွေးဆိုင်ရာဒီပြဿနာမရှိဘူးသူတို့ AC ပဲအခုဘူမိုကအခုသတင်းတွေအကုန်လုံးမှာတက်လာတာဘူမိုအတွက် Manchester United နဲ့ Brandford ရဲ့ကြားထဲမှာ ီ fix fee ပေါ့နော်လုံးဝပုံလုံးဝ Manchester United ဘက်က မဖြစ်မနေပေးရမယ်ငွေကြေးကပေါင်55တန်းအဲအဲ့ဒါကမှနောက်ထပ်65တန်းတိရှိနိုင်မဲ့အပိုစုကြေးကိစ္စကိုအတင်းနဲ့တင်ကြဆွေးနွေးနေတော့အဲတစ်ဖက်က Brandford ကနေပြီးတော့အလွယ်တကူရနိုင်မဲ့ပြောဟိုဒီအအပြောင်းဒီအပိုစုကြေးတွေကိုသူတို့လိုချင်တယ်အဓိကတော့ဗျာညီကတို့ဥမာပေးရမယ်ဆိုလို့ရှိရင်ကစားသမားကအဲပွဲ Premier League ပွဲ100ပြေးလို့ရှိရင်ဥမာပွဲ90 Premier League ပွဲ90ပြေးလို့ရှိရင် ပေါင်တသန်းဟိုဘက်ပေးရမယ်အဲအဲ့လိုမျိုးပုံစံပေါ့နော်အလွယ်လွယ်ကူကူနဲ့တစ်ဖက်က Brandford ကပတ်စံရမယ်အနေထားမျိုးကို Manchester United နဲ့ Brandford နဲ့ကြားထဲမှာအခုညှိနှိုင်းနေတော့ဆိုတော့ Manchester United ကဘူမိုလဲတာလိုချင်တယ်ဘူမိုကိုယ်တိုင်ကလည်း Manchester United ကိုပြောင်းချင်တယ်အဲဒါကြားထဲမှာတော့ကျွန်တော်တို့ဒါဘူမူဘူမူရဲ့အေဂျင့်ကတော့အိုနာနာပေါ့ဗျာတည်ရမှာညီကိုတို့ရာဒါနိုင်ငံအသင်းပေါ့ကိုအိုနာနာကဆွဲဆောင်ထားတယ်သူလာပြီးတော့ကန့်ကျင်တယ်ပြောတယ်အခုအိုနာနာအကြောင်းတော့ပြောတာမဟုတ်ဘူးဆိုပေမဲ့နည်းနည်းလေးတော့ ပြောလိုက်မယ်ပေါ့ညီတို့ကိုနာနာကတော့အခုမန်ချက်စတာယူနိုက်တက်ကနေတော့ထွက်ခွာပွဲမရှိတဲ့အနေအထားမျိုးတော့ရှိနေတယ်ညီတို့ဆိုတော့ဘူမဘူမနဲ့အဲဒီအိုနာနာနဲ့ကတော့ဒါနိုင်ငံအသင်းမှာရောကလပ်အသင်းမှာရောတင်းနေဆုံးတွေ့ပွဲရှိရပေါ့ဆိုတော့ဘူမနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်သိရတဲ့အချက်ကတော့ဘူမကဒါမတ်တီးယပ်စ်ကိုညာရတဲ့ဒါပေါက်သသိန်းခွဲလာစာမျိုးရရှိမယ်ဆိုပြီးတော့ Guardian ဘက်ကနေဖော်ပြထားတာတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒါ tier 1 level ဒီသတင်းဌာနတွေသတင်းသမားတွေအကုန်လုံးကတင်တဲ့အချိန်မှာအခုလိုမျိုးကျွန်တော်တို့တင်ဆက်ပေးရပဲဖြစ်ပါတယ်။ဆိုတော့ကိုနေဝင်းနေသုံးသက်ပေးပါအောင်။အာကျွန်တော်တို့ဒါနောက်ဆုံးတော့ဒါအမ်ဘူမိုပေါ့နော်ကျွန်တော်တို့ဒါ Brian အမ်ဘူမိုဘလိုပဲဖြစ်ဖြစ် Nero နံပါတ်10နေရာမှာ Ruben Amorim လိုချင်နေတဲ့ကစားသမားတအူရောက်လာတော့မယ်ဆိုတော့ကျွန်တော်တို့ဘလိုပဲဖြစ်ဖြစ်ဒီကစားသမားကို ဒါပြောင်းရွှေ့ခြေကိုဖယ်လိုက်ရင်တော့ကျိုးစိုးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကစားသမားကအာဖရိကန်ကစားသမားလည်းဖြစ်တယ်။ကျွန်တော်တို့ဒါဘလိုပဲဖြစ်ဖြစ် injury လည်းကင်းတယ်ပေါ့နော် Brandford မှာဒါအခုနောက်ပိုင်းနှစ်မှတောက်ပါတယ်ဆိုပေမဲ့အရင်တည်းက consistent ဖြစ်ဖြစ်နဲ့ပွဲတိုင်းဒီဘောက်ကိုကစားနိုင်တာဆိုတော့ United မှာဒီလိုမျိုးတင်ပြကြပြဒီ physical ဘိုင်းကိုအသားပေးတဲ့ကစားသမားမျိုးကိုခုံနိုင်တာဖြစ်တဲ့အတွက်တော့ကျွန်တော်ကတော့ဒါအမ်ဘူမူဟာကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ထင်တယ်။ဒါပြောင်းရွှေ့ခြေအရဆိုရင်တော့ဇာတ်လုံးတန်တနစ်လောက်ပဲကျန်တော့တဲ့ကစားသမားကိုပေါက်တန်း60လောက် ထိပေးရတာဖြစ်တဲ့အတွက်တော့များလားဆိုရင်တော့များတော့များတယ်ပေါ့နော်ဒါပေမဲ့အဲ့ကစားသမားဒီပေးရတဲ့ပြောင်းရွှေ့ခြေနဲ့တန်နဲ့ခြေစွမ်းမျိုးပြတ်တာပါစီလို့ပဲဆူတောင်းပါတယ်ဒါဘလိုပဲဖြစ်ဖြစ်ဒါ Brian Ambumo နဲ့ဒါ Matthias Cunha ကိုရထားတဲ့အတွက်ကျွန်တော် pre-season ကကျွန်တော် July 9ရက်မှာစမယ်ပေါ့နော် United ရဲ့လေ့ကျင့်ခန်းကြီးစမယ်ဒီကစားသမားနှစ်ယောက်ကိုအဲ့မတိုင်ခင်မှာခေါ်ယူလိုက်နိုင်တာဖြစ်တဲ့အတွက်တော့ဘလိုပဲဖြစ်ဖြစ်တော့နောက်ရာသီမှာတော့ United ရဲ့တိုက်စစ်ကထင်တာတပ်ပို့ပြီးတော့ရှေ့ရာသီတက်တော့ပို့ပြီးတော့လုံပြနိုင်မယ်လို့တော့ကျွန်တော်ကတော့ယုံကြည်တယ် ဒီကစားသမားနှစ်ယောက်လုံးကလည်းပရီးမီးယားလိကစားသမားတွေဖြစ်တဲ့အတွက်တော့ဒါရူဘင်အမိုရင်လိုချင်နေတဲ့ကစားသမားတွေဖြစ်တဲ့တယောက်ကလည်းဒါဘဲချေအားတန်ကစားသမားတယောက်ကလည်းဒါညာချေအဲ့နဲ့ကစားသမားဆိုတော့နှစ်ယောက်လုံးကတော့နေရုံနံပါတ်10မှာဒါ United အသင်းမှာဘယ်လိုပုံစံမျိုးနေတုံးတော့ခံမယ်ကျွန်တော်တို့လည်းစောင့်ကြည့်နေတယ်အမိုမိုကြောင့်ပြောရမယ်ဆိုတော့ခုနကကိုကျော်ကြီးပြောသွားတာပြည်သူပါတယ်ညီကိုတွေကိုအခုဥစ္စာကတော့ Hey we go ကတော့ကျိန်းနေပါတယ်ကျွန်တော်တို့ဒါလာမယ့်24နာရီတွင်ပဲဖြစ်ဖြစ်လာမယ့်48နာရီတွင်ပဲဖြစ်ဖြစ်ဖြစ်မှာဖြစ်တဲ့တော့ဒီ video ကိုတင်ပြလိုက်ရခြင်းဖြစ်တယ်။ဒါ Guardian ရဲ့သတင်းဌာနတွေကျွန်တော်တို့ဒါ Banji Corporate ရဲ့အဆိုအရဆိုရင်တော့ခုနကကိုကျော်ကြီးပြောသွားသူပဲဒါပေါင်တသိန်းခွဲထိ Ambu Moha Matias Cunha လို့ရရှိသွားမှာဖြစ်တယ်။ Brandfo ကလည်းနောက်ဆုံးမှာတော့ဒါသူတို့ဒါ Matias Cunha လို့မျိုးဒါ United အသင်းနေနဲ့စာချုပ်ဖြတ်သိမ်းခြင်းနီးပါးလောက်ထိကိုရအောင်ဈေးကိုဆွဲတင်သွားနိုင်တယ်ဆိုပြီးကျွန်တော်တို့အနေနဲ့ တတင်းနေရကြားသိရတယ်ဗောနော်မက်ဒီယက်စကူညာဆိုလဲဒါဇာတ်ရုပ်ဖြတ်သိမ်းခြေက65တန်းလောက်ရှိတာဆိုတော့တို့ရဲ့ကစားသဘောကိုလဲငါကိုတဲကကျွန်တော်တတင်းနေထွက်တဲ့အတိုင်းပဲဒါပေါင်65တန်းဒီပါလောက်ထိဒါဖြစ်နိုင်မဲ့အပိုးစုကြီးမျိုးနဲ့ဒါကစားသမားနဲ့ရဲ့အတင်းဖြစ်တဲ့ဒါ Bradford တင်တဲ့ United အတင်းရဲ့ကြားမှာဆွေးနွေးညှိနှိုင်းမှုပြုလုပ်ပြီးတော့အခုကတော့ကနန်ဦးအကျိုးသဘောတူညီမှုရရှိထားပြီးတော့ကျွန်တော်တို့တတင်းနေရကြားသိရဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒါမကြာခင်မှာလဲခွေးကိုတော့မဲ့အပြောင်းရွှေ့ပါဒါဒီကစားသမားနှစ်ယောက်ကတော့ United ရဲ့ဒီ Yardis list မှာလုံးဝကျွန်တော်တို့အစိုးရတွေက တရင်ထွက်ပြီးသားကစားသမားဖြစ်တဲ့အတွက်တော့အရင်ထူးခြားတဲ့ကစားသမားတော့မဟုတ်ဘူး။ဒါဘလူမျိုးဒါ pre-season tour မှာ Ruben Amorim နေနဲ့ဒီကစားသမားနှစ်ယောက်ကိုအသုံးချသွားမလဲ။ကျွန်တော်တို့အတင်းနဲ့အဝင်ကြွယ်ကြွယ်ကြဖြစ်အောင်သုံးသွားမလဲဆိုတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်နေတယ်။ဒါ Brian Amumu ကတော့ဒါကျွန်တော်တို့ Tottenham Hotspur နဲ့ Newcastle အဲ့ဒါပြီးရင်ကျွန်တော်တို့ဒါအများကြီးရှိပါတယ်ကျွန်တော် Nottingham Forest လို့အသင်းမျိုးတွေ Aston Villa လို့လို့အသင်းမျိုးတွေဒီလိုအသင်းတွေကို ညင်းပြီးတော့ဒါ United အသင်းမှ United အသင်းကိုပဲပြောင်းရွှေ့ခြင်းနဲ့စိတ်ကစားသမားရဲ့စိတ်ကိုတော့ဒီနေရာကြီး appreciate လုပ်တယ်။ဒါဒီကစားသမားနှစ်ယောက်လုံးဝလည်းကျွန်တော် United အသင်းကိုလိုလိုလားလားနဲ့လာခြင်းတာဖြစ်တဲ့အတွက်တော့ဒါ Matthias Cunha ပြီးနောက်ဒီရာဒီရဲ့ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာမယ်။ Bayern Ammo ရဲ့အပြောင်းရွှေ့အရွေးကတော့ကျွန်တော်တော့ United အသင်းအတွက်တော့ပြောင်းရွှေ့ခြင်းကိုဖယ်လိုက်ရင်တော့အဖက်ဖက်ကအပေါင်းလက္ခဏာဆောင်လာပြောင်းရွှေ့လို့တော့ထင်တယ်ဗျ။ကိုညင်ဝင်းပြောတဲ့စကားလေးကိုပဲကျွန်တော်ပြန်ဆက်မယ်ပေါ့နော်အဓိကတော့ဒီကစားသမားနှစ်ယောက်လုံးကမန်ချက်စတာယူနိုက်တက်ကိုလိုလိုလားလားနဲ့ပြောင်းချင်လို့ပြောင်းလာကြတဲ့ကစားသမားတွေ အဲ့ဒါနဲ့တယ်နော်တကယ်ကိုကျေနပ်ဖို့ကောင်းနေပြီမန်ချက်စတာယူနိုက်တက်ရှေ့ရာတီကအဆင့်15နဲ့ရာတီသိမ်းတယ်ဘာဘူရောဘဝင်ဝင်မှမရှိဘူးဘာဘူရောဘဝင်ဝင်မှမရှိဘူးဖိုင်နယ်မှာလည်းရှုံးသွားတယ်ရှုံးမဲ့ရှုံးတော့ဖလားကိုမရတာ2008ခရဲကဖလားမရတဲ့အသင်းကိုတော့ရှုံးတယ်အဲ့လိုမျိုးအသင်းကအဖက်ဖက်ကနေပြီးတော့ချွတ်ချုံကြနေတယ်ကွင်းထဲမှာချွတ်ချုံကြတယ်ကွင်းပြင်မှာဆိုလဲဒါအာကစားဒါရိုက်တာအပြောင်းလဲတွေရော ပြီးရင် ဟိုဒီအသင်းပိုင်ရှင်ပေါ့နော်အသင်းပိုင်ရှင်ဒစိတ်တစ်ပိုင်းပိုင်နဲ့အဲဆာဂျင်ရက်ကလစ်ကနေပြီးတော့ချစ်ချုပ်ပြီးတော့ငွေတွေကိုစုနေရလို့ဒါပြိတက်တွေရနေပြီးတော့ဒါတော်တော်လေးဒေါသထွက်တဲ့အပြုတ်မှုတွေရှိခဲ့တယ်ဘယ်လိုလဲဆိုတော့ဟိုအသင်းကဒီ staff တွေအပေါ်ပြုတ်အဒီဆာဂျင်ရက်ကလစ်ကဆက်ဆံတဲ့ပုံစံကမမှန်ကန်ဘူးပေါ့နော်နောက်ဆုံး final မှာဆိုလဲဒီ staff တွေကို ဒီလက်မှတ်တွေပေးရမယ်ဆိုပရိသတ်တွေကိုပဲပုံပြီးများများပေးစီခြင်းနဲ့ဆိုရယ်ဆန်နာနဲ့အဲ့လိုမျိုးပေးလိုက်တာတို့အဲ့လိုမျိုးအနေထားနေကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကဟိုဒီအသင်းပိုင်ရှင်တာဝန်အသင်းရဲ့မန်နေဂျမန့်တာဝန်ရှိသူတွေကမရရတဲ့နီးနဲ့ပတ်စံတွေကိုချစ်ကုတ်ပြီးတော့စုဆောင်းနေရတဲ့အနေထားဖြစ်နေတယ်။ဆိုတော့အဲ့ဒီအနေထားမှာအခုဆိုရင်ဒါအပြောင်းရွှေ့ဒီဈေးဖွင့်တဲ့အချိန်မှာအခုဆိုရင်ဒီကစားသမားနှစ်ယောက်ကိုပေါင်တန်း130ပေါ့65တန်း65တန်းနှစ်ခုပေါင်ရင်ပေါင်တန်း130နဲ့သုံးပြီးခေါ်လိုက်တယ် တို့ခေါ်ပြီးွားရင်တော့မန်ချက်စတာယူနိုက်တက်ကအယောင်စင်းနေအများကြီးထွက်မှရတော့မယ်။ဆိုတော့အခုကတော့ဘူမိုအကြောင်းတော့ပြောတာတော့မှန်ပါပဲ။ကျွန်တော်တို့ဘူမိုခေါ်ပြီးတော့လဲဘူမိုနဲ့မတ္တိယစ်ကိုညာနဲ့ဘယ်လိုမျိုးပုံစံနဲ့ပွဲထွက်ကစားနိုင်လဲဆိုတာလဲကျွန်တော်နည်းနည်းလေးဆွေးနွေးရမယ်။အဓိကတော့ဘူမိုကတိုက်စစ်မှုနေရာလို့ကျွန်တော်ကတော့မမြင်မိဘူး။ဘူမိုကစားတဲ့ပုံစံကတိုက်စစ်မှုဆန်တာတော့မှန်တယ်။ကျွန်တော်တို့ Brentford ပွဲတွေကိုကျွန်တော်ဒီအသင်းကြီးနဲ့ကစားတဲ့ Brentford ရဲ့အနေအထားကိုကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်ရတဲ့အခါမှာ ဘူမိုရဲ့ကစားပုံက hold up ပေးကစားနိုင်တာမှန်တယ်သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုသူ့ရဲ့အဓိကတော့သူ့ကြောကုန်းပေါ့နော်သူ့ကဗျာဘယ်လိုလဲဆိုတော့သူ့ကြောနဲ့အဲ့တဖက်အသင် defender ကိုကပ်ကာပြီးတော့ဘောလုံးကိုယူတဲ့နေရာမှာဘူမိုကတော်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 ကောင်းတယ်ဒါလည်းသူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်လည်းပါတယ်သူကအရက်တာတအားမရှိတာသူ့ခန္ဓာကိုယ်ကလည်းတော်တော်ကြံ့ခိုင်မှုရှိတယ်ပြီးတော့ premier league မှာလည်းဒါ brandford မှာဆိုရင်ဒဏ်ရာရလေးရထအများကြီးမရှိဘူးပေါ့နော်ဒဏ်ရာလည်းတပွဲနှစ်ပွဲလောက်ပဲ မတ္တိယစ်ကူညာတော့တစ်ချက်ရှိရယ်မတ္တိယစ်ကူညာကတော့ဒရာရလွယ်တယ်ကစားသမားလို့ကျွန်တော်တို့မြင်တယ်။ဘာကြောင့်လဲဆိုတော့ဝူဖန်တန်းတဲ့ပွဲတွေကိုကျွန်တော်ကြည့်လိုက်လို့ရှိရင်မတ္တိယစ်ကူညာမပါတဲ့ပွဲတွေလေးပွဲ၅ပွဲဆက်တော့အဲ့လိုမပါတာတွေတော့ကျွန်တော်တို့တွေးခဲ့ရတာရှိတယ်။ဆိုတော့ဘူမူကူညာထက်ဆက်လို့ရှိရင်ဘူမူကပို့ပြီးတော့တော့မှ injury team ကြက်ခံမှုပိုက်ပို့ကောင်းတယ်။ကျွန်တော်တို့သဘောကျတယ်နံပါတ်10ကိုခေါ်လာတော့မှန်တယ်။မန်ချက်စတာယူနိုက်တက်ကတိုက်စစ်မှုလိုအပ်နေရ။ဒါပေမဲ့အဲ့တိုက်စစ်မှုကိုခေါ်ဖို့အတွက်ကမန်ချက်စတာယူနိုက်တက်ကဂါနာချို၊ရက်ရှ်ဖို၊ဆန်ချို၊အန်တိုနီ ဒီလိုကစားသမားတွေတိုက်စစ်ကစားသမားတွေအများကြီးကိုရောင်းထုတ်အောင်မယ် white land white land လို့ white land လဲပါတယ်ရောင်းထုတ်ရမယ်ဆိုအဲ့ကစားသမားတွေရောင်းထုတ်နိုင်မလားအခုဆိုရင် Manchester United ရဲ့အယောင်းမှာဘာပြဿနာတက်နေလဲဆိုတော့ကစားသမားတွေကိုတစ်ဖက်အသင်းကခေါ်ခြင်းအောင်မှကစားသမားတွေကဖင်ရပြီးတော့လာစား Manchester United မှာရတဲ့လာစားမျိုးကိုတခြားအသင်းမှာဒီကောင်တွေကရကျင်တယ်ရှော့မယူနိုင်ဘူးဆိုတော့ဂျိုင်းဂျိုင်းပြောမယ်ဗျာဒီကောင်တွေခြေစွမ်းနဲ့မထိုက်တန်နဲ့ လာစာမျိုးဒီကောင်တွေကလိုအပ်လိုချင်နေရဒီကောင်တွေရဲ့ဒါ ego ပေါ့နော်ဒီကောင်တွေရဲ့ဒီစိတ်ကြီးဝင်မှုကတော်တော်လေး Manchester United ရဲ့အထွက်တွေကိုစ조사ပြီးတော့ထုတ်တဲ့အခါမှာအခက်ခဲဖြစ်နေတယ်။အဲ့ကိစ္စကလည်းကျွန်တော်တို့ဒီဘူမိုရဲ့အပြောင်းရှိမှာတော့မထိခိုက်ခဲ့ဘူးမှန်ပေမဲ့တိုက်စမှုကိုခေါ်တဲ့အချိန်မှာကျွန်တော်အထိခိုက်တွေဖြစ်လာနိုင်တယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ဟုတ်တယ် အထူးသဖြင့်ကျွန်တော်တို့အန်တိုနီတယောက်လောက်ပဲသားသာရှော့ယူမှကြားကျန်တဲ့ကစားသမားတွေကတိတ်တရင်မကြောက်ဟုတ်ဆန်ချိုနဲ့ဆန်ချိုဂျူဗင်တက်စ်ကနေပြီးတော့အခုလိုက်ပြီးတော့ဆွေးနွေးနေပြီဒါပေမဲ့ဆန်ချိုကနောက်ပြန်ပြန်ပေါ်တင်ပြောရနော် United တောင်းတယ်ပြောင်းရွှေ့ခြေကိုသူတို့ပေးနိုင်တယ်ဒါပေမဲ့ဆန်ချိုတောင်းတယ်လာစားတော့သူတို့မပေးနိုင်အဲ့မှာနေပြောင်းရွှေ့ရရက်သွားတယ်အဲ့လိုမျိုးပေါ့သိရမလားအဲ့လိုရှိရဲ့ဆိုတော့အခုလိုမျိုးနံပါတ်10ရိုးကစားသမားရဲ့အနေနဲ့ဒီဆန်ချိုကတော့ကစားနိုင်လားဆိုရင်တော့ဆန်ချိုရဲ့ခြေစွမ်းနဲ့ဒါ အနေထားနဲ့ဆိုရင်တော့ကစားနိုင်တာပေါ့ဒါပေမဲ့ပြီးွားရေးလေးဒီကဘူမိုးဘူမိုးနဲ့ကိုညာလောက်တော့ဘယ်ကောင်းမှာမလဲဘူမိုးနဲ့ကိုညာပိုကောင်းတာပေါ့ဒီကောင်းထက်ဒီကောင်းမှာ Chelsea Chelsea ရတော့မှာဒီကောင်းမလိုချင်လို့ကန်ထုတ်လိုက်တာတော့ဒီစာချုပ်ဖြတ်သိမ်းကြီးပါပေးပြီးတော့ဟုတ်တယ် United ကဂျားထဲရအချောင်း၅တန်းရတယ်ဆိုမှအဲ့၅တန်းဟိုဆန်ချိုလက်စာဟိုဟိုနှစ်လသုံးနှစ်လလောက်ပေးပြီးရတယ်ပြောင်းသွားပြီအဲ့လိုရှိရညီကိုတို့အနေထားဆိုတော့မန်ချက်စတာယူနိုက်တက်က အခုဆိုရင်ဘူမိုခေါ်လိုက်တာတော့ကျွန်တော်ခေါ်ယူနိုင်တော့မှာတော့ congratulation လုံးဝသူတို့ကြိုးစားတာတွေတော်တယ်ဒါပေမဲ့အထွက်ဒီမှာကတော့ Manchester United အရှိအခုလက်ရှိ management မဟုတ်ဘဲနဲ့အရင် management ကပြုလုပ်ခဲ့တဲ့အမှားတွေကိုကျွန်တော် Manchester United ရဲ့အခုလက်ရှိ management ကခါးစည်းခံနေရတာကျွန်တော်မြင်တယ်သဘောပေါက်တယ်ကျွန်တော်နားလဲလဲတယ်နားလဲမှုလဲပေးတယ်ဒါပေမဲ့အဲ့နားလဲမှုပေးရုံနဲ့အလုပ်တစ်ခုကပြစ်မြောက်မှာမဟုတ်ဘူးအလုပ်တစ်ခုပြီးမြောက်ဖို့အတွက်က ရလက်တစ်ခုကိုရအောင်ပြိတ္တတွေကိုချပြထွက်စီခြင်းနဲ့ကစားသမားတွေကိုတရင်မလွှင့်နဲ့ထုတ်ပလိုက်အဲ့လိုမျိုးကျွန်တော်ဖြစ်စီခြင်းတယ်ကဲဗျာကျောက်တာဘုံမုံနဲ့ပတ်သက်ပြီးတော့ပြောတာကတော့ဒါဒီလောက်ပဲလို့ကျွန်တော်ကတော့ကျွန်တော်ကတော့ဒီလောက်ပဲပေါ့နော် အာကျွန်တော်ကတော့ဘူမိုထက်စားလို့ရှိရင်အထွတ်နဲ့ပတ်သက်ပြီးတော့ဒါမန်ချက်စတာယူနိုက်တက်အဲမန်နေဂျမန့်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး frustrated ကျွန်တော်နည်းနည်းဖြစ်တယ်ပေါ့ကျွန်တော်နည်းနည်းတိတ်မကျေနပ်ဘူးပေါ့နော်ဆိုတော့ကိုကိုကုရင်ဝင်းနေနဲ့နောက်ဆုံးဗားရီမြပြောချင်သေးတယ်ဗျအာကျွန်တော်ကတော့ဒီအမ်ဘူမိုနဲ့မတ်ဒီယက်ကူညာနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ကတော့ဒီနီးစနစ်ဘိုင်းနဲ့ပတ်သက်ပြီးတော့နောက်ဗီဒီယိုမှာပဲဒီကိုရင်းနဲ့ပြန်တွေ့ကြပါတယ်ဒါဘလို့ပဲဖြစ်ဖြစ်ဒါ Brian Ambumo ဟာ United အသင်းလူချင်းနဲ့ကစားသမားဆိုတာဒီရာဒီမှာကျွန်တော်တို့သိလာပြီးနောက်ပိုင်းမှာတော့ first pick ကိုကျွန်တော်တို့ဒီ ပဲချခံပြီးတဲ့ချိန်မှာတော့ဒီနောက်ဆုံးနောက်ဆုံးမှာတော့သဘောတူညီမှုရတော့မယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီပြောင်းရွှေ့နှစ်ခုလုံးကရင်းနှီးတဲ့အတင်းအတွက်ကောင်းမွန်တဲ့ပြောင်းရွှေ့အပေါင်းလက္ခဏာဆောင်တဲ့ပြောင်းရွှေ့လို့လည်းတထစ်ကြယုံကြည်တယ်ဖြစ်လာမယ်လို့လည်းယုံကြည်တယ်ဖြစ်လာပါစေလို့လည်းဆုတောင်းပါတယ်ဒါဘယ်လိုပဲဖြစ်ဖြစ် United ပြည်သက်ညီကိုရင်းနှီးတဲ့လည်းဒါသူတို့အတင်းကိုလလလလနဲ့ပြောင်းရွှေ့ခြင်းနဲ့ကစားသမားနှစ်ယောက်ကိုသူတို့ရဲ့ဒီအိမ်မက်ပြဆက်ယုံမှာမြင်ရတော့မှာဆိုတော့ကျွန်တော်ကတော့ဒါ Ultra 4ကနေဒီကစားသမားနှစ်ယောက်ကိုကြိုဆိုလိုက်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ် ဒါအတင်းရဲ့အဖက်ဖက်ကနိုင်ကြနေတဲ့အချိန်မှာအတင်းကိုလိုလိုလားလားနဲ့အတင်းရဲ့ဒီတစိ့အတွက်ပေးဆက်ပြီးတော့ကစားကျင်တဲ့ကစားသမားတွေဖြစ်တဲ့အတွက်တော့ဒီထက်ပိုပြီးတော့ United အတင်းနေတဲ့ဒါစိတ်သက်ပိုင်းဆိုင်ရာအရာကတော့ဒီကစားသမားတွေကိုခေါ်ယူရမှာတော့ဘယ်လိုပဲဖြစ်ဖြစ်ပြောင်းရွှေ့ခြင်းနဲ့တန်နဲ့ကစားသမားတွေကိုရရှိထားပြီးပြီးခြေစွမ်းပိုင်းအရာကတော့တန်မလားဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ကြမယ်လို့ပဲပြောချင်ပါတယ် ဟုတ်ကဲ့ဗျနောက်ဆုံးအနေနဲ့ပြောချင်တာတော့ဘူမိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတစ်ခုလေးပဲမကြိုက်တာပေါ့နော်။သူကအာဖရိကကစားသမားဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါအာဖရိကန်အာဖရိကကပ်ကိုသွားကန်လို့ရှိရင်သူဂျားထဲမှာရှစ်ပွဲလောက်တော့လွှဲချော်မယ်ဆိုပြီးကျွန်တော်သိရတယ်။တကယ်လို့ဒါကင်မရွန်အခုကဘူမိုကအဲသူ့ရဲ့အသင်းဘဝတော့အာကိုမန်ချက်စတာယူနိုက်တက်ကိုသမားအိုနာနာပေါ့နော်။အိုနာနာနဲ့အတူတူသွားမယ်။အဲအဲ့လိုမျိုးအာဖရိကန်ကပ်သွားကန်တဲ့အချိန်မှာသူတို့ကအဲအုပ်စုကနေပြီးတော့ကြော်မယ်။အဲဖိုင်နယ်ထိသွားမယ်ဆိုလို့ရှိရင်ရှစ်ပွဲလောက်ထိလွှဲနိုင်မယ်ပေါ့နော်။အုပ်စုလောက်ပဲ ပြီးပြီးတော့အဲအုပ်စုလူကမတက်လို့ပြန်လာခဲ့မယ်ဆိုလို့ရှင်သူသုံးပွဲလေးပွဲလောက်ပဲလွဲမဲ့အနေထားတော့ကျော်ရှိရပေါ့ဆိုတော့အဲ့ဒါတော့ဘာလို့ဖြစ်ဘယ်လိုတွေမန်ချက်စတာယူနိုက်တက်အဲဒီနီးပြအဓိကတော့အဲ့ဒါတော့နီးပြနဲ့ဆိုင်သွားပြီနီးပြဘယ်လို manage လုပ်အာဖရိကန်ကစားသမားရတဲ့လူတိုင်းဒါကျွန်တော်တို့ထပ်ဆိုရင်လဘဦးမှာလည်းမိုဟာမက်ဆာလတ်တို့အမြဲတမ်းလက်လွတ်နေကြပဲဆိုတော့ဒါကတော့နီးပြနဲ့ဆိုင်သွားပါဟုတ်ကဲ့ဗျဆိုတော့နီးပြကဘယ်လိုမျိုးအဲ့ဒါတွေကိုလဲအဲဒါကိုနေဝင်ကတော့နောက်နောက်မှပဲဒါနီးစနစ်ပိုင်းသုံးသပ်ရင်းထဲမှာသူလည်းဒါလေးလဲထည့်ပြောကောင်းပြောနိုင်တယ်ပေါ့နော်ဆိုတော့ညီကိုတို့ဆက်လက်ပြီးတော့ ဒါကိုနေဝင်းရဲ့ဗီဒီယိုကိုလည်းကြည့်ရှုပေးကြပါအောင်လို့မြစ်လာရခံစီလိုပါတယ်ဆိုတော့အခုဗီဒီယိုလေးတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဗျကြည့်ရှုအားပေးကြတဲ့ညီကိုပရိသတ်တွေအားလုံးကိုကျေးဇူးများတင်ပါတယ်ပိုင်ပိုင်ပါ